ပြုံးလင်မှာ6000 square feet ပေါ်မှာတိဆောက်ထားတဲ့ဒီလိုအိမ်ကောင်းကောင်းအင်ကြီးကြီးတလုံးကိုကျွန်တော်တို့သိန်း6000ဝန်းကျင်နဲ့ရမယ်ဆိုရင်အရန်ကိုတန်လွန်နေတဲ့အနေအထားတစ်ခုမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ပါစီမြို့ထဲနဲ့လည်းအရန်မဝေးဘူးပြီးတော့မင်းမျိုး vibe ကိုလည်းအပြည့်ဝလိုချင်တယ်ဒီလိုချမ်းကြဲကြဲပေါ်မှာတိဆောက်ထားတဲ့ quality ကောင်းကောင်းနဲ့အိမ်တလုံးကိုလည်းပိုင်ဆိုင်ခြင်းနဲ့အဓိကကတော့မြေပိုင်ဆိုင်မှုအားလည်းအရန်ကောင်းတယ်နောက်ထပ်အဓိကကြတဲ့တစ်ချက်ကဈေးနှုန်းကလည်းအရန်တင်တယ်ဆိုရင်တော့ကျွန်တော်ကဒီအိမ်လေးကိုရွေးဖို့အတွက် recommend ပေးလိုက်ပါစီအခုလို့ဒီလိုအနားယူစရာကျွန်တော်ဒါဂါစီဘိုလေးတစ်ခုလည်းပါတယ်ပြီးတော့ခြံထဲမှာဒီမှာအိမ်ရှိမှာပေါ့နော်ဒီလိုလေးကျွန်တော်တို့ကန်ကောဘင်လေးတွေလည်းပါတယ်ကန်ကောဘင်လေးဆိုလည်းမပွင့်နေပြီပြီးတော့မင်းမြို့မှာပဲကျွန်တော်တို့ဒါပွားရောက်နိုင်တဲ့ဒီလိုနှင်းစီဘင်လေးတွေတစ်ပင်ပန်းမှန်လေးတွေလည်းအများကြီးပါတယ် ခြံနဲ့အကြေကြီးကျွန်တော်တို့စိတ်ကြိုက်ကျွန်တော်မိတ်ဆွေတွေစိတ်ကြိုက်အများကြီးပြုပြင်ပြောင်းလဲလို့ရနိုင်တယ်ဒီလို area ကြီးကြီးတခုလည်းပါတယ်ပြီးတော့အိမ်မကြီးကလည်းအကြီးဖွဲ့စည်းမှုအားကောင်းကောင်းနဲ့တည်တည်ဆဲဆဲတိစောက်ထားတဲ့အိမ်တလုံးဖြစ်တယ်ဒီအိမ်ကိုကျွန်တော်ကသိန်း9980ကိုညှိနှိုင်းပြီးတော့မှဒီလိုကာလဒီလိုအချိန်မှာရောင်းချပေးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြုံးလုံးမှာရှိတဲ့ခမ်းမသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုရောင်းချပေးနေတဲ့ဒေါက်တာဆုံးဖို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ ဲ့တော့ကျွန်တော်ဒီလေးရဲ့ကျွန်တော် overall ပြပြမယ်ဆိုရင်တရှိနေတဲ့နေရာကဒါကျွန်တော်ပြုံးလင်မြို့ကုန်းဘောမှာရှိပါတယ်ကျွန်တော်ကုန်းဘောဆိုတာမာအန်တုကန္တာဖရာကြီးပြီးတော့ပွဲကောက်ရေတကောအနီးမှာတရှိတဲ့အခုဆိုရင်အရန်ကိုစီကားလပပြီးတော့မှ view ကောင်းကောင်းနဲ့တသေးချာချာပဝန်းကျင်တန်တန်ဘောမှာတိဆောက်ထားတဲ့အင်းတလုံးဖြစ်တယ်ပဝန်းကျင်မှာလည်းကျွန်တော်တို့ဒါအထင်ကြီးရနေရာတွေဖြစ်တဲ့ချော့ဗီလာတို့ပြီးတော့ဒီဇင်ဘာဥယျာဉ်ချမ်းတို့အရန်ကိုအရန်ကိုအရန်ကိုပြည်စုံကောင်းဖို့နဲ့ပဝန်းကျင်တစ်ခုမှတရှိပါတယ်ခင်ဗျာ ဒီမှာ landscaping လှလှတွေလည်းပါတယ်တရုတ်စကားပင်လေးတွေရောဒါထေချုပ်ပရိသာပင်လေးတွေရော channel မှာ CCG စက်ပြူထောက်လည်းကျွန်တော်တွေ့မြင်ရမယ်ပြီးတော့ဒီအိမ်ရဲ့ဒီ channel ရဲ့အားသာချက်ကဒါကျွန်တော်က land နှစ်ဖက်တယ်နှစ်ဖက်ပွင့်အဲ့တော့အိမ်မာကြီးကိုမျက်နှာမူထားတဲ့အလှဲ့ကကျွန်တော်ကတောင်လဲဖြစ်နေပြီးတော့မှဟိုဘက်ကကျွန်တော်ကဒါတကာပေါက်အလှဲ့ကအဲ့တော့ကျွန်တော်ကအနောက်လဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေထဲမှာဒီလိုအလှဲ့လဲမရွေးဘူးပြီးရခါကျတော့လက်နှစ်ဖက်ပွင့်တောင်ကွက်ကိုလိုချင်နေဆိုရင်တော့ ျွန်တော်ဒီရင်လေးကိုထပ်ပြီးတော့ comment ပေးပြစေဒီရင်လေးကလေဒါကျွန်တော်တို့ကမန္တလေးလမ်းရှိုးလမ်းမနဲ့ဆိုရင်ဒါကျွန်တော်ခုနှစ်ကွက်မြောက်ခုနှစ်အိမ်မြောက်လုံးဝ lucky 7ပဲခြံရဲ့အကျယ်ကညနေစာက62ပေဖြစ်တယ်ဒီဘက်က65ပေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ square feet နဲ့တွက်မယ်ဆိုရင်ဒါကျွန်တော်တို့6000 square feet ဒီလိုပြုံးလင်မှာ6000 square feet ပုံမှာတိဆောက်ထားတဲ့ဒီလိုအိမ်ကောင်းကောင်းအိမ်ကြီးကြီးတစ်လုံးကိုကျွန်တော်တို့သိန်း6000ဝန်းကျင်နဲ့ရမယ်ဆိုရင်အရန်ကိုတန်လွန်နေတဲ့အနေအထားတစ်ခုမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ပါသေးတယ် ဒီ area လေးမှာလည်းဒါကျွန်တော်တို့အင်ရှင်ကပြောတယ်ဒီတိုင်းလေးမှာသူရေကူးကန်လေးလုပ်မယ်ပေါ့နော်ရေကူးကန် space area ကျကျဲလေးလက်တစ်ခုပါတယ်သို့မဟုတ်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒါ garden လေး mini ပန်းမင်းတစ်ပင်ပန်းမင်းကြိုက်တဲ့မိတ်ဆွေကျွန်တော်မိတ်ဆွေတွေအတွက်ဆိုရင်ဒီနေရာမှာ garden လေးတစ်ခုအသွင်ဖန်တီးလိုက်တယ်ဆိုရင်လုံးဝပြည့်စုံကောင်းမွန်တဲ့အိမ်လေးတစ်လုံးခြံလေးတစ်ခြံကိုရမယ်ဆိုတာကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်ခင်ဗျာခြံထဲမှာကျွန်တော်တို့ဒါစိုက်ပြထားတဲ့အပင်တွေဆိုရင်ဒီလိုရောင်စုံနှင်းစီပန်းလေးလည်းရှိတယ်ဒါဆိုဘာပင်ဖြစ်မလဲဝါးပင်လည်းဖြစ်ရဟိုးမှာ ဖြည့်ယူပရိသားပဲအကြီးလည်းရှိတယ်ပြီးတော့အိမ်ရှိမှလည်းဒီလိုရောင်စုံနင်းစီပန်းလေးတွေဟွန်းလှလိုက်တာလုံးဝမေမျိုးရဲ့ vibe ကိုအပြည့်ဝအရရှိအောင်တည်တည်ချာလေးကျွန်တော်တို့ဒါဖန်တီးပြုစုပြိုးထောင်ပေးထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမယ်ဒီမှာဟွန်းနင်းစီပန်းလေးတွေနဲ့ပန်းကုံလေးတွေဒီမှာတနခါပန်းလေးတွေနဲ့ပြီးတဲ့ခါကျတော့ဒီဘက်မှာလည်းဒါကျွန်တော်တို့ဒါဒီစကားပင်လေးနဲ့ဒါဆိုဘာပင်ဖြစ်မလဲတော်တော်ကိုရှာရှာပပနဲ့တည်တည်ချာချာကိုစိုက်ပြိုးထားတာပဲဟုတ်မလားတက်ခွပင်လေးတွေကိုကျွန်တော်ပြုစုထားတယ် ကန်းကော်ဝင်လည်းပါတယ်အနားယူဖို့ဂါစီဘိုးကြီးတစ်ခုလည်းပါတယ်အရန်ကို ပြည့်စုံနေတယ်ကဲဒါဆိုကျွန်တော်တို့အိမ်ထဲကိုသွားကြည့်ကြစို့